တန်တာမိုးသိရဲ့နေရာမှာစားထိုးကမြန်မာနိုင်ငံရဲ့ထိတ်တဲမင်းသမီးဖြစ်ဖို့ကိုရှင်မဲနဲ့စားချိုးချလိုက်တဲ့သိစုငိမင်္ဂလာပါပရိသတ်ကြီးဒီနေ့တော့ရုပ်ရှင်လောကရဲ့ထိတ်ပိုင်းမှာနေရာပြောင်းလဲတွေဖြစ်ပေါ်နေတဲ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုတင်ဆက်ပေးကြပါရစေ။ဂျာကတော့ပရိသတ်တွေဂျာရေဝန်းစားနေတဲ့အလမဲသိစုငိရဲ့ခြေလှမ်းသိကြောင်းပဲဖြစ်ပါရစေ။ရုပ်ရှင်လောကမှာဩစာကြီးမာတဲ့ရွှေနေတီရွှေရုပ်ရှင်ထုတ်လုပ်ရေးနဲ့ပရိုဂျူဆာကိုရှင်မဲဆိုတာပရိသတ်တွေနဲ့မဆိုင်ပါဘူး။ အရှင်နေကတော့ဒီထုတ်လို့ရှိနေခြာရာမင်းသမီးနေရာကိုတယောက်ဆောင်တသက်သာမိုးသိန်းကရှောက်ထားခဲ့တာပါအားလုံးဒီကြားရဲ့အတိုင်းကိုရှင်မဲနဲ့တသက်သာမိုးသိန်းတို့ဟာချစ်သူတွေဖြစ်ခဲ့ကြပြီးတော့ဒီတယောက်ဆင်ချောင်းမင်းတသက်သာမိုးသိန်းကိုကောင်းဆောင်မင်းသမီးဖြစ်တင်ရိုက်ခါစကားကောင်းများစွာထွက်ရှိခဲ့ပါတယ်တိုင်းမဲချီးကန်ခေခဲ့တဲ့တသက်သာမိုးသိန်းခမကိုရှင်မန်းနဲ့လက်ခွဲကြရပြီးကိုရှင်မန်းကလည်းဆောင်းရီမာလေးတူနဲ့အိမ်နာပြုတ်သွားခဲ့ပါတယ်။ဒီလိုချေးရဲဇလန်ပြီးဆုံးသွားတာနဲ့တူတန်တာမိုးသိန်းရဲ့ပင်တိုင်းမင်းသမီးနေရာဟာလည်းလက်လက်သွားခဲ့ပါတယ်။ အခုတော့ဒီလေးလက်သွားတဲ့ထိတ်တန်းနေရာကိုဝင်ရောက်စားထိုးလိုက်သူကတော့လက်ရှိအရှိန်ဟုန်းနဲ့အောင်မြင်နေတဲ့အလမေသိစုငိမ့်မဲဖြစ်ပါရင်ဒီတဲ့မှာအော်ဆရာအကောင်းဆုံးကတော့သိစုငိမ့်ရရှိလိုက်တဲ့တန်မိုးပါပဲတတိယနေရာသိစုငိမ့်ဟာရွှေနေတီရွှေရီထုတ်လို့ရင်းနဲ့တနစ်တာစာချုပ်ချုပ်ဆိုလိုက်ပဲစာချုပ်တန်မိုးဟာမြန်မာငွေ3000တောင်တိရှိတယ်လို့သိရပါရင်ဂျာလက်ရှိရုပ်ရှင်လောကမှာစံချိန်တင်ကြေးတစ်ခုဖြစ်ပြီးဝိုင်းရင်မင်းသမီးကြီးတွေဖြစ်တဲ့ဝမ်မော်ရွှေရီကိကိတို့ဖွဖွေးတို့ထက်တောင်ကျော်လွန်သွားတဲ့ပမာဏလို့ပြောစမှတ်ပြနေကြပါရင် ီနေရာမှာအထက်ပြေးဆွဲပြောချင်တာကတော့တဲစုငိမ့်ပေါ်မှာကြောက်ရောက်လာမယ့်တာဝန်နဲ့ဖြစ်ရပါပဲ။အလမေစင်မြန်းချက်မှာအောင်မြင်ခဲ့ပေမဲ့တရုတ်ဆောင်လောကဆိုတာကင်မရာရှိမှတရုတ်ဆောင်ပြည်ပမျိုးအများကြီးလိုအပ်ပါရင်တင်ကားတောင်းဆိုရင်တန်ကျင်းနဲ့ထိုက်တန်ကြောင်သက်သေပြဖို့အတွက်သူမအနေနဲ့အများကြီးစူးစမ်းရအောင်ပါပါ။ပရိသတ်တရားလေးအလမေသိစုငင်းကိုချစ်ကြပေမဲ့မင်းသမီးသိစုငင်းကိုတော့မျက်စိတောက်တောက်ကြည့်နေကြမှာသိကြပါပဲ။ကိုရွှေမဲအနေနဲ့ကလည်းစီဝါရေးသမားပြပြီးဈေးကွက်ကိုဖမ်းတဲ့သူမျို generation separate တွေကြမှာရေပန်းစားတဲ့ဘဲစုငင်ကိုရွေးချယ်လိုက်တာဟာစွန်စားမှုတစ်ခုဆိုပေမဲ့အကျိုးမြတ်ရနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့တွက်ဆထားပုံရှာပါရယ်။ဒီဖြစ်လာရတာကလည်းရုပ်ရှင်လောကရဲ့သဘောတရားအရသွေးသစ်လောင်ခြင်းလို့သုံးသရမှာပါ။ဘုံမုံဆွေရေဖွေးဖွေးတို့လိုအမှုပညာဝိုင်းရင်းတွေဖြစ်နေကြပြီးတပ်ရွယ်ပိုင်းခြားရ40ဝန်းကျင်ဘက်ကိုရောက်လာကြပါပြီ။ထို့လို့သူတွေအနေနဲ့ကတော့ပြည်သက်ချင်းနဲ့ကိုင်းညီမဲ့လူငယ်ဆန်ပြီးတော့လမ်းဆန်းတွေ့ကြတဲ့မျက်နှာတွေကိုရှာဖွေလာကြတာသဘာဝပါပဲ။ တဲဆူညင်ကတော့ဒီလိုရဲ့ channel ကွက်တီဖြစ်နေပါရီတဲဆူညင်ကမနစ်က Miss Grand International ပြိုင်ပွဲမှာအလားဆုံးတဲ့တော်ဆုံးစင်းဝင်ကနိုင်ငံကုံဆောင်နိုင်ခဲ့သူပါသူမရဲ့ရုပ်ရည်ခန္ဓာကိုယ်ချိုးစားနဲ့လူငယ်ပိသားတဲ့ fashion တွေဟာပရိသတ်ကိုဆွဲဆောင်နိုင်စွဲရှိပါရီဒါကြောင့်ကိုရှေမန်တို့လိုထိတ်တဲထုတ်လုပ်သူတွေကသူမကိုအနာဂတ်ရဲ့မင်းသမီးဖြစ်ယုံကြည်ပြီးတော့အခုလိုတန်ဖိုးကြီးစာချုပ်တွေနဲ့ကန့်လန့်ကြတာဖြစ်ပါရီတန်တာမိုးသိန်းအတွက်တော့သူမရဲ့နေရာဖိပေးလိုက်ရတာစိတ်မကောင်းစရာဖြစ်ပေမဲ့တဲဆူညင်အတွက်ကတော့ဂျာကာရုပ်ရှင်လောကတွေကို ကော်ဇော်နီခင်ပြီးဝင်ရောက်လာတဲ့အခွင့်ရေးကြီးတခုပါပဲ။အလာမေဘွားကနေမင်းသမီးဘွားကိုကူပြောင်းလာတဲ့သဲဆူငယ်အင်းနဲ့မုံမော်ရွှေလိုလိုထိတ်တဲနေရကိုဆက်ခံနိုင်မလားဆိုတာကတော့သူမရဲ့စွမ်းဆောင်ရည်ပေါ်မှာမူတည်နေပါတော့တယ်။ကေဘရိတ်တကြီးတန်တာမိုးသိနေရမှာစားထုတ်ပြီးဝင်ရောက်လာတဲ့သဲဆူငင်းရဲ့တင်းကားသောတဲ့စားချုပ်ပေါ်မှာဘလို့မြင်ကြလဲသဲဆူငင်းရဲ့ရုပ်ရှင်ဇာတ်ကားတွေကိုရောမျှော်လင့်နေကြပြီလားပရိတ်တကြီးရဲ့မြင်လေးကိုလည်းကိုမက်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်